ျွန်တော်တို့အထင်၌ရှိသောဂျေဇူးတော်ကိုဝန်ခံခြင်းဖြစ်တယ်။နားလည်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေ။အဲ့ဒီဂျေဇူးတော်ကိုအစင်ဝန်ခံတယ်ဆိုတာကအပြစ်လို့ကိုအားပေးတာမဟုတ်ဘူး။အဲ့ဒီဂျေဇူးတော်ကိုဝန်ခံလေလေကိုယ့်ရဲ့အခြေအနေကိုသိလေလေအဲ့ဒီဂျေဇူးတော်ကိုဝန်ခံလေလေကိုယ့်ရဲ့အခြေအနေကိုသိလေလေအပြစ်များလျက်ပင်ချစ်တော်မူသောဖခင်။အပြစ်ရှိစဉ်ပင်ချစ်တော်မူသောဖခင်။ အဲ့တော့အပြစ်ထဲ၌ကျင်လည်နေတဲ့ပြည်လင်ချစ်တော်မူသောဖခင်အဲ့ဒီဖခင်ရဲ့ယေရှုတရားအဲ့ဒီဖခင်ရဲ့ယေရှုတော်နဲ့အဲ့ဒီဖခင်ရဲ့ပေးတဲ့ယေရှုတရားထဲမှာအသက်ရှင်ခြင်းနဲ့စံသားရှိရင်အဲ့ဒီယေရှုတရားရဲ့အပြင်ဘက်ကအရာတွေအားလုံးကိုမလိုချင်တော့ဘူးအကယ်၍အဲ့ဒီယေရှုတော်ကလုတ်ပေးတဲ့ယေရှုတရားထဲမှာမရှိရင်ကျွန်တော်တို့ရဲ့စူးစမ်းကြင်ကြံပြုတ်မှုခြင်းဖြစ်နေတယ်ဆိုရင်တရားမြောက်မှထားတဲ့အမျိုး ျုံမကြိုးစားနိုင်ဘူးဟုတ်လားအေးအဲ့ဒါဒီနေ့ကျောင်းနားလေပွဲအဲ့တော့ကြည့်အောင်အငယ်25မှာငါတို့တခင်ယေရှုခရစ်အားဖြင့်ကယ်လွတ်တော်မူသောဖခင်တခင်ကြီးစုတော်ကြီးလာ၏ထို့သောစိတ်ဝိညာဉ်အားဖြင့်ဖခင်တခင်တရားတော်အလိုတို့၎င်းဇာတိပဂိအားဖြင့်အပြစ်တရား၏အလိုတို့၎င်းငါလိုက်တတ်၏တဲ့အဲ့မှာသူပြောတယ်ဘာလို့လဲကြီးစုတော်ကိုလည်းဝန်ခံနေတဲ့ဝိညာဉ်တော်အားဖြင့်ဖခင်တခင်ဖခင်တခင်တရားတော်အလိုနောက်ကိုလည်းငါရံဖန်ရံကလိုက်တယ် ဒါပေမဲ့နောက်တစ်ခုကလည်းဇာတိပဂရိအပြစ်တရားကြီးအလိုတို့လည်းခါတလီလိုက်တတ်တယ်တဲ့အဲ့ဒါဘာဖြစ်လို့အဲ့လိုဖြစ်နေတယ်လဲဆိုတော့ယုံကံနေရတယ်သူ့ဘဝမှာယုံကံနေရတယ်ဘာကိုယုံကံနေရလဲဆိုတော့ဇာတိပဂရိနဲ့ဝိညာဉ်ပဂရိသားမှာပေါလုဟာယုံကံနေရတဲ့အကြောင်းအရာလေးကိုပြောနေတာနော်ဇာတိပဂရိနဲ့ဝိညာဉ်ပဂရိသားမှာယုံကံနေရတဲ့အကြောင်းအရာလေးကိုပြောရင်းနဲ့ငါညုံညင်တဲ့သူဖြစ်ပါသည်တကားဇာတိပဂိကိုဦးစားပေးမိရင်ကျေးဇူးတရားကိုညွှန်ညင်ပေးတာဖြစ်တယ် ဟုတ်တယ်နော်ဝိညာဉ်ပဂရိကို တင်ဟာဦးစားပေးရင်ဇာတိပဂရိကိုတင်ကြောခိုင်းပြီးသားဖြစ်တယ်ဒါဟုတ်ဒီနေ့ကြုံနားလေဘုလို့အဲ့ဒီဂျေစုတရားကိုသင်ချာနားလေဘုအဲ့ဒီဂျေစုတရားကကျွန်တော်တို့ကိုမလုပ်ပြီးနေလဲဆိုတော့ရွေးချယ်ခွဲခန့်ထားတဲ့အဆုံးမှာချင်းမြောက်တယ်တခါတလေစာရန်ကကျွန်တော်တို့ကိုအပြစ်တင်တယ်ဆွတ်ဆွဲတယ်တခါတလေလောကကကျွန်တော်တို့ကိုအပြစ်တင်တယ်ဆွတ်ဆွဲတယ်အဲ့ဒီအရာတွေကိုပင်လင်း ဖယားတခင်ကဘာလို့နေလဲယေရှုခရစ်အပြည့်ကျွန်တော်တို့ရဲ့အပြည့်ကိုအစင်မြဲလွတ်ပေးတာဖြစ်တယ်နားလည်ဖို့ဖျားရှင်ခေါ်ကြည့်ပေးပါစေ